ဒူဇန်ဗလာဝိစ်တဲ့ဒီကစားသမားကတော့အာဆင်နယ်နဲ့မဆိုင်တဲ့ကစားသမားပေါ့မနေ့ကတပင်းတပုတ်တက်လာတယ်ဂျူပင်တက်ကဂေါဂရက်စ်ကို85သန်းနဲ့ကန်လန်းတယ်အကယ်၍များဂေါဂရက်စ်ကဂျူပင်တက်ကိုရောက်သွားရင်ဗလာဝိစ်ဂျင်းတီပေါက်ထွက်မှာဂျင်းတီပေါက်ထွက်မယ်ဆိုတခြားအသင်းရောက်မှတဲ့ဆိုင်ကျွန်တော်အာဆင်နယ်ကိုရောက်စီခြင်း ਨੇ အာဆင်နယ်ကအရင်တော့ကလည်းခေါ်ဘူးတယ်ဗလာဝိစ်ကိုအခု market value ကအရင်လောက်ဈေးမကြီးတော့ဘူး45သန်းပဲရှိတယ်ဆိုတော့90လောက်နဲ့ဆိုရင်ဗလာဝိစ်ရောက်လာနိုင်တယ် ပြော်ပွဲက40ကစားထားတယ်။ဂိုးနဲ့ assist ပေါင်း20ရှိတယ်။နောက်နှစ်မှာစာချုပ်တန်းကုန်မယ်။ဆိုတော့ဒီကစားသမားကိုစာချုပ်ဖြတ်သိမ်းကြီးပါညာနဲ့ဆိုရင်ကျွန်တော်တို့ခေါ်လို့ရတယ်။အာတီတာလည်းအကြိုက်ကစားသမားဖြစ်တယ်။ပြော်ဆက်ကူထက်လည်းတာတယ်။ဆက်ကူထက်လည်းအသက်အရွယ်လည်းတာတယ်။အတွေ့အကြုံလည်းတာတယ်။သူက PR တူအားရှိတယ်။ခေါင်းတိုက်ကောင်းတယ်။ free kick ကောင်းတယ်။ဘလာဝစ်ကိုကျွန်တော်အာဆင်နယ်ကိုရောက်စေချင်တယ်။အန်တိုနီယိုကွန်တီကွန်ဂရက်ချူလေးရှင်းပါဗျာ။ တကယ်ကောင်းတဲ့နီးပြပါအဲကျွန်တော်ကတော့ကျွန်တော်တယောက်တည်းအမြင်ကတော့အာဒီတာကိုခန့်မယ်ဆိုဒီလိုနီးပြမျိုးကိုကျွန်တော်ခန့်စီနေဘာဖြစ်လို့လဲဆိုတော့အခုခန့်ရင်အခုယူပေးတယ်နောင်နဲ့မကူဒီနီးပြအဲ့လောက်ကောင်းတယ်အဲစပါးမှာကတော့အောင်မြင်မှုမရှိဘူးပေါ့မရှိတာလဲစပါးကစားသမားဘာညာနဲ့ဆိုင်တာပေါ့လေဒါကတော့ချွင်းချက်ပေါ့အာဒီတာလိုနီးပြမျိုးကိုခန့်မယ်ဆိုဒီနီးပြကိုကျွန်တော်ခန့်စီနေအဲ့တော့ဒီနီးပြဒီသူကအလုတ်ကို အကောင်းဆုံးလုပ်နိုင်တယ်ရှိရဲ့ကစားသမားနဲ့လည်းဖြစ်အောင်ဘလားကိုရအောင်ပေးရယူပေးနိုင်တယ်ရှိတဲ့ကစားသမားနဲ့ဖြစ်အောင်ရယူပေးဖို့ဆိုတာတုံတောင်နီးပြအနေနဲ့မလွယ်ဘူးအဲ့ဒီရောကလည်းအန်တိုနီယိုကွန်တီတို့မော်နီဟိုတို့ရှိရဲ့သားနဲ့အာဒီတာကိုခေါ်သွားတဲ့ဘုတ်ဖွဲ့ရဲ့ညံပြင်းမှုလည်းကျွန်တော်ပါတယ်ဒါကြောင့်လည်းအာဆင်နယ်ဖလားလက်မဲ့ရာသီများသွားတယ်လို့လည်းကျွန်တော်ယူဆတယ်အန်တိုနီယိုကွန်တီကတော့ကျွန်တော်အကြိုက်ဆုံးနံပါတ်1နီးပြထဲမှာပါတယ်